B- ညက် B- တန်းကိုဆက်လက်တက်ရောက်ခွင့်ရဖို့ AGDI နဲ့ B- ညက်အောင်မြင်သူတွေကိုဝင်ဝင်ဆောင်မှုဝယ်ပြီးပြန်လည်ဖြည့်ဆို့ခွင့်ပြုဖို့ကြောင်းသားကြောင်းသူတွေကဒီဇင်ဘာပထမပတ်အတွင်းသိပ္ပံနဲ့ဤပညာဝင်ကြီးဌာနကိုတင်ပြသွားမယ်လို့သိရပါဗျ။ဒီလိုတင်ပြရမှာကြောင်းသားကြောင်းသူတထောင်ကျော်ကလက်မှတ်ရေးထိုးတောင်းဆိုသွားမယ်လို့ဒီဇင်ဘာလ3ရက်နေ့ကအမျိုးသားဒီမိုကရေစီပါတီတဲ့ရုံးမှာပြုလုပ်ခဲ့တဲ့ရှင်းလင်းပွဲမှာသိရပါဗျ။ ။သိပ္ပံနဲ့ဤပညာဝင်ကြီးဌာနကိုចောင်းသားចောင်းသူတွေကလက်မှတ်ထိုးတောင်းဆိုရမှာ B-dash နဲ့ B ဝင်ဝင်ဆောင်မှုပွဲပြန်လည်ဖြေဆိုခွင့်ပြုဖို့ဝင်ဝင်ဆောင်မှုပွဲဖြေဖို့ထုတ်ပြန်တဲ့အချိန်ကာလနဲ့မျှတတဲ့မိကုန်းကိုကိုက်ညီစွာစစ်ဆေးပေးဖို့စတဲ့အချက်တွေကိုပါပူးတွဲတင်ပြတောင်းဆိုသွားမယ်လို့သိရပါတယ်။ဒီပညာတက္ကသိုလ်မှော်ပြီးမှကတိကဆရာတဦးကအခုကျွန်တော်တို့သိတဲ့လောက်ကတော့ဝင်ဝင်ဆောင်မှုပွဲကိုလာမယ့်ဧပြီလမှာကျင်းပပေးမယ်လို့တော့ကြားနေတယ်။ဒါပေမဲ့ဝင်ဝင်ဆောင်မှုပွဲအောင်မှုဆိုရင်တော့အမှန်တကယ်အရေးချင်းပြေးမှအအောင်ပေးမှဖြစ်တယ်လို့ပြောပါတယ်။ နည်းပညာတက္ကသိုလ်ရဲ့လက်ရှိကျင့်သုံးနေတဲ့စာမူဝဲစနစ်အရ B- နဲ့ B ပေါင်ကူတက်မှာတက်မှတ်ထားတဲ့အရေးချင်းမပြည့်မီပဲရိုးရိုးအောင်သူတွေဟာနောက်တစ်နှစ်ဖြည့်ဆို့ခွင့်မရှိပဲအဝေးသင်တက္ကသိုလ်ကိုပြောင်းလဲတက်ရောက်ကြရတဲ့စနစ်ဖြစ်ပါတယ်။ဒါကြောင့်ဝင်ခွင့်စာမူဝဲပြန်လည်ဖြည့်ဆို့တဲ့ကျောင်းသားဦးရေဟာယာနဲ့ချီဖြည့်ဆို့ရပြီးအောင်မြင်သူဟာ၁၀ကနန်းသာရှိရလို့တန်လျင်နည်းပညာတက္ကသိုလ်မှာ B- နဲ့ကြောင်းမိထားတဲ့ကိုတင်ကိုကိုကပြောပါတယ်။ အရင်ကအေဂျီပီယာနဲ့ပြုတ်သွားတဲ့ကြောင်းသားတွေအခုဘယ်လိုလုပ်ရမလဲအေဂျီပီယာပြည်ပြိုင်စနစ်ကလည်းရှိတော့ရှိတယ်ဟိုနေဒီမှာပဲရှိတာနေဆိုတာဟိုဘယ်လိုပြောမယ်ဟိုဘာရင်းနေထောင်းလို့ပါလို့ဟိုအဲ့နေဒီမှာပဲအေဂျီပီယာစနစ်ကိုထားလို့တယ်တုံးနေတက်ကတာအခုဒီကြောင်းကြီးမှာမျိုးမှာရှိတဲ့ကြောင်းကြီးတွေမှာအေဂျီပီယာပြည်ပြိုင်စနစ်ကမရှိတော့အဲ့တော့ဒီအေဂျီပီယာပြည်ပြိုင်စနစ်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်တို့ဘယ်လိုတွေကြွားကြအောင်လဲအဲ့ဒါကိုလည်းကျွန်တော်တို့ကနေတော့အဓိကတော့ကျွန်တော်တို့လိုချင်တာကဒီ antrack တွေပေါ့နော် antrack ဆိုတော့ကျွန်တော်အရင်ကပြန်ဖြေခွင့်ကိုပေးတယ် ကျောင်းတိုင်းလက်နာဖို့များတယ်ဆိုအန်ထရက်ဆိုတော့ပြန်ရှိတယ်။ဒါပေမဲ့ဒီနှစ်မှာအန်ထရက်နဲ့ပတ်သက်ပြီးတော့ဘာအကြောင်းအရာမှမကြားရဘူး။တည်င်းကလည်းကောလာဟာလာလိုပဲထွက်တယ်။အဲ့တော့ကျွန်တော်တို့ဂျိမ်းပြောင်တို့ဝင်ကြီးဌာနရုံးတွေကိုနိုဝင်ဘာ29ရက်နေ့နေ့လယ်17:55မိနစ်မှာကျွန်တော်ဖုန်းဆက်ပြီးမေးမြန်းနေတယ်။မေးမြန်းတဲ့အခါမှာအခုထွက်နေတဲ့တည်င်းပေါ့နော်။ဒီဒီ social network တွေမှာထွက်နေတဲ့တည်င်းတွေကဒီသူတို့ဝင်ကြီးဌာနထုတ်ထားတဲ့တည်င်းတွေမဟုတ်ပါဘူးလေ။သူတို့လည်းမသိပါဘူးဆိုပြီးတော့အကြောင်းပြန်လာ။အဲ့တော့ကျွန်တော်တို့ကပြောလို့ရချက်မမဲ့နေဘူးလေ။ ်မျောလေးကြမဲ့နေပြီဆိုတော့ကျွန်တော်တို့ကဒီမှာတောင်းဆိုမှပဲရတော့အဆိုပါဝင်ခွင့်ဆောင်မေးပွဲပြန်လည်ဖြေဆိုခွင့်ပေးရေးနဲ့ပတ်သက်ပြီးသင်ကန်းချုံမြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဦးသိန်းညုံကလွတ်တော်မှာမေးခွန်းမေးမြန်းသွားဖို့ရှိတယ်လို့သိရပါတယ်။တော်မှာကြီးလွတ်တော်မှာဒီနေ့တို့ညနာမှုကငါဒီညနာမှုကနိုင်ငံသားတွေရဲ့ညနာမှုဖြစ်တယ်။အဲ့ဒီရဲ့အနာဂတ်နဲ့ပတ်သက်တဲ့တောင်းတာလူငယ်တွေနဲ့အခက်အခဲတွေဖြစ်တဲ့အတွက်ငါလွတ်တော်မှာဒီကိစ္စကိုမေးခွန်းမေးပေးဖို့ တော့ကျွန်တော်တို့ပြင်ဆင်ထားပါပြီမိဖို့ပြီးတဲ့ခါမှာတော့အရေးဆုံးကပြည်ထောင်ဝန်ကြီးဌာနအနေနဲ့ဒီဖြစ်ရကိုသိသလားသိရဆိုရင်တို့အခက်အခဲတွေကိုဟာဘယ်လိုဆောင်ရွက်ပေးမလဲဆိုနဲ့ခဏတို့ကလေးသာရှင်းလင်းပွဲမှာရှင်းလင်းသင်ပြတဲ့ချက်ပေါ်မှာမူတည်ပြီးတော့မိဖို့ပူချားကိုတို့ကျွန်တော်ပြပါဘုရားဘာလဲအဲ့တော့အဲ့ဒီမိဖို့ပူချားเนี่ยကျွန်တော်တို့နေမဲ့ အချက်တွင်ကြီးရယ်ဆိုရင်အဲ့ဒီမင်းကိုသူတို့ရဲ့ဘောသူကြီးရပြီးတာနဲ့လွတ်တော်ကိုကျွန်တော်ပေးဖို့ပါအရင်နည်းပညာတက္ကသိုလ်ပညာရေးစနစ်မှာ AGDI နှစ်နှစ် B-test နှစ်နှစ်နဲ့ B တစ်နှစ်သတ်မှတ်ထားပြီးအရေးချင်းပြည့်မီမှသာဂုဏ်နှုန်းတွေကိုတက်ရောက်ခွင့်ရှိရဖြစ်ပါတယ်။ဒါပေမဲ့2012-2013ပညာသင်နှစ်ကစပြီး AGDI မရှိတော့ဘဲ B-test ၄နှစ်နဲ့ B နှစ်နှစ်တက်ရောက်ရတဲ့စနစ်ကိုပြောင်းလဲခဲ့တယ်လို့သိရပါတယ်။